ကျမသိရသလားပေါ့နော်ဒါဒါဒါ public information လည်းဖြစ်ပါလေရှင့်အဲဆိုလို့ရှိရင်နိုင်ငံရေးအကျဉ်းသားလို့နိုင်ငံတကာကတတ်မှတ်တာရှိပါလေသို့တော်လည်းတကယ်တမ်းပုံမှန်တွေကတော့နိုင်ငံရေးပုံမှန်တွေမဟုတ်ပါဘူးရှင့်ဒီအစိုးရတရားဖြစ်မှုတဲ့အချိန်မှာအဲဒီလိုပေါ့နော်ဒီအချင်းပြက်လက်စားမှုလိုမျိုးပုံမှန်တွေနဲ့တရားစွဲခံထားရပြီးပြစ်ဒဏ်ကျခံနေရတာဖြစ်ပါလေရှင့်အဲဘာဖြစ်လို့ကျမအဲ့ဒါကိုပြောနိုင်လဲဆိုလို့ရှိရင် အဲဒါတော့ဒါအများစိတ်ဝင်စားတဲ့ကိစ္စဖြစ်ပါတယ်ဟိုလူတိုင်းလည်းသိပါတယ်ဒီဒီပဲပုံကောတော့ဘာပုံမာနေနဲ့အဲထောင်နံဘလောက်ကြတယ်လို့ပါလို့လေညောအဲ့ဒါအရေးကြီးပါတယ်ရှင်အဲဆိုတော့ကျွန်မကျွန်မသိတာလေးတခုကျွန်မပြောပြမယ်ပေါ့နော်ဆိုလို့ရှင်ကျွန်မအဲလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးကိုရောက်တဲ့အချိန်မှာအဲရောက်တဲ့အချိန်မှာကျွန်မတို့ဒီအမျိုးသားသဘောဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေဆိုတာရှိပါတယ်ရှင်အဲ့ဒါနိုင်ငံတော်ကနေ တနည်းကိုချက်ချက်ဘီလီယံ20အချပေးတာဖြစ်ပါလေရှင့်တော့ကံကောင်းကျင်တော့ဒီ NLD အစိုးရလက်ထက်မှာတဘာဝပဲကြီးကြီးမားမားမရှိခဲ့အကြီးဆုံးကဘာလဲဆိုလို့ရှင်ဒီပေါင်ဘက်မှာတောင်ပြူတာလေမတ်လက်တောင်ပြူတာအဲ့ဒါလောက်ပဲရှိခဲ့တယ်ထင်တယ်ရှင့်ပြီးလို့ရှင်ကျွန်တော်တို့မြန်မာလူမျိုးတွေကလည်းအဲတဘာဝဘေးတွေဆိုပြည်သူလူထုကလည်းပရဟိတတွေနဲ့ကူညီတယ်အစိုးရနဲ့လည်းလက်တွဲပြီးတော့ဆောင်ရွက်ကြတဲ့အချိန်မှာပြန်လဲထူထောင်ခြင်းကလည်းမြန်မြန်ဆန်ဆန်ပဲ အဖြစ်သွားတော့လေအဲ့ဒီပက်ဆန်ကြီးကနှစ်တိုင်းနှစ်တိုင်းအဲထားပါတော့9နှစ်ဆိုတော့ဘီလီယံ300ပေါ့ရှင်အဲအဲ့ဒါရှိပါတယ်နောက်တစ်ခုကနောက်တစ်ခုက covid အတွက်ဆိုပြီးတော့လေ CERP ဆိုပြီးတော့မှလုတ်ခဲ့တာရှိပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီဝန်ကြီးဌာနတွေကိုချထားတဲ့ budget တွေအကုန်လုံးရဲ့ဝန်ကြီးဌာနတိုင်းရဲ့ budget ရဲ့10%ကိုဟိုပြန်နှုတ်လိုက်ပြီးတော့မှအဲ့10%တွေအကုန်လုံးကိုဒီအမျိုးသားသဘောဝဘေးရန်တွေစီမံခန့်ခွဲမှု ရံပုံငွေထဲထည့်လိုက်တာပေါ့နော်ဟောထည့်လိုက်ပြီးတော့မှထည့်လိုက်ပြီးတော့မှဒါကိုဗစ်ရံပုံငွေဆိုပြီး trillion နဲ့ချီပြီးရှိပါလေရှင်အဲရှိတဲ့ခါကျဒီငွေတွေကပုံနေတဲ့ခါကျတော့ဟောတကယ်တမ်းတော့လောက်ရမှာကအဲတဘာဝပဲညော့ပါရေးဆိုတာအမလန်းနေဆိုလဲရာသီဥတုခံနိုင်အောင်အဆောက်ဦးတွေငလျင်တန်ခံနိုင်အောင် ရာသီဥတုတန်ခံနိုင်အောင်မုန်တိုင်းတန်ခံနိုင်အောင် ပေါ့နော်တဘာဝပဲတန်ခံနိုင်အောင်အဲ့ဒါကြီးစောက်ကြရမှာဖြစ်ပါရှင့်အဲတိုးတော်လဲ ။ရတော့လဲအဲ့ဒီရံမုံငွေတွေကိုဆုံးဖြတ်ချက်ချခဲ့ကြတဲ့သူတွေကအဝါပေါ့နော်ဒီအဲသာပါတော့ husky ဝယ်တယ်လို့ပေါ့နော်။အဲပြီးလို့ရှိရင်တခြားဟိုပေါ့သူ့ခေါင်းစဉ်နဲ့မကိုက်ဘဲနဲ့တုံးပြုတ်ခဲ့တာလေ။အဲပြီးလို့ရှိရင်မလိုအပ်တဲ့အလေလွင့်တွေဒါတွေကစစ်ဆေးပေါ်ပေါက်ပါတယ်ရှင်။စစ်ဆေးပေါ်ပေါက်ပြီးတော့မှနောက်ဆုံးတော့အာဒီ husky စီးဖို့ကတော့ဒါ anti dog စမ်းစုကြည်စီးဖို့ပေါ့နော်။အာနိုင်ငံတော်ပိုင်းရဟန့်ရင်ဆိုပြီးဝယ်တာဖြစ်ပါတယ်။ အဲတိုးတော်လဲတကယ်ဝယ်တဲ့သူတွေရောင်းတဲ့ဝယ်တဲ့အချိန်မှာ transaction လုပ်တဲ့အချိန်မှာအာဒီအလေလွတ်နေများပြီးတော့မှစစ်စေးပေါ်ပေါက်တာတွေအများကြီးရှိပါတယ်ရှင်။အဲ့ဒါကိုနောက်ဆုံးဘယ်သူကတာဝန်ခံရလဲဆိုတော့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတာဝန်ခံရတာပေါ့နော်။ဆိုလို့ရှိရင်ဒါတော့ကျွန်မမေးလို့တာဖြေရတာပါရှင်။ဒါကျွန်မရဲ့ကိုတွေ့ဟိုကြုံကြုံခဲ့တာပေါ့နော်။ဆိုလို့ရှိရင်လူမှုအနှံကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှာဒီခုနှစ်ပိုင်းတော့ အဲကျွန်တော်တို့မောခာကနေစဖြစ်လိုက်တာပြီးတော့ယာကင်နဲ့ဟိုကဖြစ်တယ်ပေါ့ရှင်ရေဘေးဖြစ်တယ်အတိုင်းနဲ့ပြည်နဲ့တော်တော်များများမှာဖြစ်တယ်ပြီးတော့ဒီမန္တလေးငလျင်ကြီးဖြစ်တယ်နဲ့ဆိုတော့ဒီရံမုံငွေကသုံးလို့ကမလောက်ပါဘူးရှင်အဲသုံးလို့ကမလောက်ပါဘူးဒါပေမဲ့ဟိုကန်ကောင်းရှင်တော့ energy kit တုံးကတော့ဒီရံမုံငွေတွေကပူရှံပြီးတော့နောက် covid လည်းဖြစ်တယ်အဲ့အချိန်မှာ covid ကြောင့်မို့လို့လဲနိုင်ငံတကာအကူအညီတွေရတာတွေရှိပါတယ်ရှင်အဲရတာတွေရှိပြီးတော့မှပြီးခဲ့တဲ့ဒီ energy အစိုးရလက်ထက်ကတော့ FDI နေလဲလာတယ် အနောက် ODA ပေါ့နော် ODA official development assistance တွေပေါ့ရှင်ဒီဒီဒီဖွံ့ဖြိုးမှုဟိုဖွံ့ဖြိုးမှုအတွက်ပေးတဲ့ဒီဒီတည်ဝင်ပေးတဲ့အကူအညီတွေဒါတွေအများကြီးရတယ်ပြီးလို့ရှင် technical assistance တွေလည်းအများကြီးရတယ်ရတဲ့အချိန်မှာငွေတွေကအရင်ဘုံဘောလုံးအောင်ဖြစ်တဲ့သဘော ဖြစ်ပါတယ်ရှင်ဖြစ်ပြီးတော့မှဒီသုံးဆွဲတာတွေမှာနည်းနည်းဟိုပေါ့နော်စီစီစစ်စစ်နဲ့ဘာသာရေးစီမင်းနဲ့မကိုက်ညီပဲနဲ့သုံးဆွဲတာတွေ အဲဒါတွေကိုတောင်းဝန်ခံရတာတွေရှိပါလားရှင်။အဲဒါကျမဘာလို့မှမပြောဘူးပါ။တိုးတော်လည်းအဲဒါနိုင်ငံတော်လည်းနိုင်ငံနိုင်ငံသူနိုင်ငံသားတွေလည်းတင်းတင်းနဲ့ကိစ္စဟုတ်လို့ပါ။ဆိုလို့ရှိရင်နိုင်ငံတကာကတော့နိုင်ငံရေးအကျဉ်းသားလို့နာမည်တက်တာပေါ့နော်။ဒါပေမဲ့နိုင်ငံရေးအကျဉ်းသားမဟုတ်ပါဘူး။ဟိုအချင်းပြတ်လဆန်းမှုဆိုတဲ့ပုံမှန်တွေနဲ့ဆွဲခံထားရပြီးတော့မှတကယ်လဲစစ်ဆေးပေါ်ပေါက်လို့ဟိုတကယ်ပြစ်ဒဏ်ချခံရတာဖြစ်ပါလေရှင်။အကျေးဇူးပါရှင်။ ျွန်တော်တို့ဘာပြောမယ်ဆိုရင်တော့တောင်ဆန်းစုကြည်ကဘလို့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာဒီမှာပြီးမှာရှိတဲ့ဟုတ်လူကြီးရဲ့ခေါင်းရာခိုင်နှုန်းကထောက်ခံပြီးတော့နော်ဘလို့လူလူကောင်းအောင်ဖြစ်တယ်ဆိုတာခလဲစားကြီးပြင်းတဲ့လူတိုင်းသိခဲ့ပြီးပါခင်ဗျာအော်ပြီးတော့ဟိုအပြည့်ဆိုင်ရာမှာလည်းဒါဟို လိုလိုရင်းရင်းဆူရှည်လည်းရခဲ့ပြီနော်အပြီးဆိုင်ရန်ခေါင်းဆောင်တွေတိခဲ့တဲ့ခေါင်းဆောင်ပေါ့ဗျာအဲ့လိုခေါင်းဆောင်တယောက်ကိုတေးတေအောင်ပြောတဲ့အစ်စ်တန်းနော်တေးတေအောင်ပြောတဲ့လူတယောက်ရဲ့အစ်စ်တန်းဘယ်လိုရှိမလဲဆိုတာကျွန်တော်တို့ကြိုးပွဲအောင်ရှိပါဘူးရှင်းရှင်းပြောရရင်သူများကိုဟိုကျွန်တော်တို့ရဲ့ဒုရုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုမဟုတ်တန်တရားတွေပြောနေတဲ့အထက်မှာစစ်တပ်အပါဝင်အဲ့ဒီအမျိုးသမီးတွေ အပါဝင်ပြောဖြစ်ပါတယ်။သူတို့ကစစ်တပ်နဲ့အတူဆိုဆိုပြောလို့ပလစ်တူဘူးစိုးတွေနော်။ဟိုစစ်တပ်အနာသိနေတယ်မှာကိုနိုင်ကဝီကြီးတော်လို့ပြီးတော့မှဆိုဆိုပြောလို့ဟိုသူကောင်းဆောင်ဟိုမတန်မြာမီနော်။ဟိုကျောဆိုးနေတဲ့သူတွေဖြစ်ပါတယ်။ဒါကြောင့်သူတို့ခမင်းစားကြီးပြင်းနဲ့တော့လူမှန်တယ်များအသိဉာဏ်ရှိတဲ့လူမှန်တယ်များသူပြောတဲ့စကားကဆိုဆိုပြောလို့ ဟိုဘလူးအတန်းစားမျိုးတွေကမှပြတော့ထွက်သလဲဆိုတာအတိရှိပြီးဖြစ်ပါတယ်လို့ကျွန်တော်ရင်းကြီးတုတ်ပြန်ကြပါတယ်ဗျအဲ့တော့တခုပဲကျွန်တော်ပြန်ပြီးတော့နေချင်တာအောင်ဆန်းစစ်ကြည်တို့တမရိုင်းဦးမြင့်တို့ကိုနိုင်ငံရေးအကျဉ်းသားအဖြစ်မတက်မှတ်ဘူးဆိုလို့ရှိရင်ဘလူးလူကိုတက်မှတ်ပါမယ်ဘလူးဘလူးလူကိုတက်မှတ်ပါလေဘို့ကသူတို့စွဲနေတဲ့ပုံမှန်တွေနဲ့ဆွဲထားတဲ့ကိစ္စလေဒီကျွန်တော်တို့ဒီခေါင်းဆောင်နေရာမှာနိုင်ငံရေးအကျဉ်းသားမဖြစ်ဘူးဆိုလို့ရှိရင် တခြားဘယ်သူမှနိုင်ငံအကျဉ်းသားဖြစ်စရာမရှိတော့ဘူးပေါ့နော်။တေချာကရှင်းပါတယ်ကွာသူတို့ကတော့ဒါစေအုပ်စုရဲ့အာတကယ်နောက်လိုက်နောက်ပါစေအုပ်စုရဲ့အစီအပားတွေပဲ။စေအုပ်စုရဲ့အစီအပားတွေပြောတဲ့စကားကတော့ကျွန်တော်တို့ကဒီပုံမှာဘာမှလည်းခံစားရမှာမဟုတ်ဘူး။ဘာမှလည်းအဲတုံ့ပြန်နေစရာအကြောင်းမရှိဘူး။နိုင်ငံအကျဉ်းသားဖြစ်ခြင်းမဖြစ်ခြင်းဆိုတာကျွန်တော်ပြည်သူအားလုံးသိတယ်။နိုင်ငံတကာကလည်းသိတယ်။အဲ့အဲ့တော့မှကျွန်တော်တို့ကဘာမှငင်းခုန်နေကြအောင်ရှိဘူးသူတို့နဲ့ငင်းရလာအောင်လည်းကျွန်တော်တို့ကတမ်းမတူဘူးသူတို့ဒီစေအုပ်စုရဲ့နောက်ကြီးဆွဲတွေဖြစ်တယ်